YouTube video ရဲ့ view တွေလမ်းတော့မှာရက်သွားတာတို့စကြတဲ့ကမတက်တလူလူတက်တလူလူဖြစ်နေရတို့ကျွန်တော်မိတ်ဆွေတို့ဖြစ်ကြလာတော့မသိဘူးစိတ်မပူနဲ့ကျွန်တော်လည်းဖြစ်တယ်အဲ့တော့ကျွန်တော်ရှာဖွေကြည့်ရှာဖွေကြည့်ရင်ね video တွေကဗျာတပုံးနဲ့တပုံးနဲ့ပုံစံမတူတချို့ဟာကြတော့လူကြည့်တယ်လူစိတ်ဝင်စားတယ် view လေးရဲ့ set type ကိုတက်သွားတာတနည်းကိုနည်း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 ပေါ့နော်10ရောက်အယောက်20အယောက်30တရား200အဲ့လိုတက်သွားတာရှိတယ်လို့ video ကစတင်လိုက်တဲ့အချိန်ကနေတရားလောက်တက်သွားတယ်ရက်သွားတယ် 300တော့တက်သွားတယ်အဲ့နောက်ပိုင်းမှာတက်ကိုမလာတော့အဲ့တော့အဲ့အကြောင်းရင်းကိုကျွန်တော်ရှာဖွေပြီးတော့လိုက်လိလာတာပေါ့ဗျာ3 4နေရာလောက်လိုက်လိလာတော့ရေပုံရဆွဲထုတ်လိုက်တော့အနှစ်ချုပ်လိုက်တော့ဘာဖြစ်တာလဲဆိုတော့သူဆက်ဆက်ချင်းမှာ YouTube ရဲ့ algorithm အရာကျွန်တော်တို့ဗီဒီယိုစတင်လိုက်တာ ਨੇ သူပထမဆုံးဘာလုပ်လဲဆိုရင်ကျွန်တော်တို့ကို follow subscribe လောက်ထားတဲ့သူတွေအကုန်လုံးစီမှာပေါ်အောင်လို့ notification တွေပြရတယ်ပေါ့ဗျာအဲသူတို့ YouTube ကြည့်နေတဲ့အချိန်မှာလည်းဒီဗီဒီယိုလေးကိုသွားထုတ်ပြတယ်အဲ့ဒါက test number 1 အဲ့ test number 1နဲ့မှာပဲဘာပါလဲဆိုရင်ကျွန်တော်တို့ video ကောင်းစဉ်အမျိုးအစားနဲ့တူတဲ့ category တွေကိုကြည့်နေတဲ့သူတွေပေါ့ဗျာဥပမာကျွန်တော်က web ချန်ပြောင်စီဆို web ချန်ပြောင်စီအကြောင်းကြည့်နေကြတဲ့သူတွေရဲ့အောက်မှာ recommendation အနေနဲ့စင်တူယိုမအနေနဲ့တွားတွားပြီးတော့ထိုးပြတာလေးကိုဆန်းတက်ပြီးတော့လုတ်တယ် YouTube က30 40 50ပတ်ချတယ်လောက်လုတ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့တင်လိုက်တဲ့ video တွေကသူ like တွေ comment တွေလည်းရတယ် engagement တွေပေါ့ဗျာပြောရရင်တော့လူတွေစိတ်ဝင်စားနဲ့ view တွေလာကြည့် အဲ့ဒါအပြင်မှာလက်မတွေထောင်းတယ်ကွန်မန့်တွေကလည်းပေးတယ်အဲ့ဒီအင်အားကကောင်းနေဆိုရင် YouTube ကသူစီးပွားရှာနေရလေဗျာသူကြောင်ညာထိုးချင်တာဟုတ်အဲ့တော့ဒီဗီဒီယိုလေးကအချိန်ကြီးကောင်းတယ် quality လည်းကောင်းနေဆိုရင်အဲ့သူစတိုက်ဆက်ပြီးတော့ recommend ပေးသွားတယ်သူ recommend ပေးလေ YouTube ကြည့်ရလူကဩဟုတ်ပြီဒီတစ်ပုတ်ကြည့်ပြီးသွားရင်နောက်တစ်ပုတ်ကို तू ဆက်ကြည့်မယ်အဲ့ဆက်ကြည့်ဖို့ညာဘက်အချမ်းမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ်လာတာဒီဗီဒီယိုပြီးတော့နောက်တစ်ပုတ်ဆိုပြီးတော့ပြတဲ့ဟာမျိုးမှာပဲဖြစ်ဖြစ် recommendation အနေနဲ့ပေါ်ရင်လူတယောက်ကမြင်လိုက်တာနဲ့စိတ်ဝင်စားတဲ့သူများတော့အဲသူတို့ကြော်ညာများများထိုးလို့ရတယ်အဲ့လိုစိတ်ရင်းတဲ့ကိုကျွန်တော်တို့ကပါမသွားတဲ့အခါအပြတ်ကြာကျန်ခဲ့တယ်အဲ့တော့အဲ့လိုတွေဖြစ်ရင်ဘယ်လိုအချက်တွေကိုလုပ်ပါအဲဆိုပြီးတော့စောင့်ရန်ရှောင်ရန်တွေကို YouTuber တွေကတင်ထားတာကြီးအများကြီးပဲအဲ့ဒီထဲမှာကောင်းမဲ့ထင်တဲ့အချက်တည်းကျွန်တော်စမ်းကလေးကြည့်နေတဲ့အချက်တည်းကိုဆွဲထုတ်လာတယ်။အဲ့ဒါကျွန်တော်မိတ်ဆွေတို့မျှဝေကြည့်မလို့။ဟာအဲ့တော့ကျွန်တော်မိတ်ဆွေတို့မမျှဝေခင်မှာ ျွန်တော်ကအားရှိသွားအောင်နော်အလုံးဒုက္ခရောက်နေတဲ့အချိန်ဆိုလည်းအတူတူပဲမကောင်းနေတဲ့အချိန်ဆိုလည်းအလုံးအတူတူပဲအောင်မြင်နေတဲ့အချိန်ဆိုလည်းအလုံးအတူတူပဲအဲ့တော့ကျွန်တော်ရေမတက်တဲ့ဗီဒီယိုတွေကိုကျွန်တော်ပြမယ်ကျွန်တော်မိတ်ဆွေတို့သိကြမှာပဲနော် YouTube Studio ကျွန်တော်အများရန်ပြောပြောတဲ့နေရာလေအ YouTube Studio ကိုသွားသွားပြီးတော့ကြည့်ပါအ YouTube Studio မှာပါပါလဲဆိုရင်ဒါတွေပါတာပေါ့ပါတဲ့အခါမှာကိုယ့်ဗီဒီယိုက view ကောင်းတဲ့ဗီဒီယိုရှိတယ်လို့ view မကောင်းတဲ့ဗီဒီယိုတွေလည်းရှိတယ်ဆိုပါစို့ဒါဆိုရင် October 24ရက်နေ့ခရီးတင်ထားတဲ့ကောင်းဒီ 1900ပဲရတယ်။ comment က49ခုရတယ်။အဲ့တော့ဆိုလိုဆိုလိုချင်တာကြောင့်ခုနပြောသွားတဲ့အချက်ကိုကြည့်မယ်ဆိုရင်ဒီ1900ဒီကျွန်တော်ကို subscribe လုပ်ထားတဲ့သူတွေကကြည့်သွားတဲ့ view ဖြစ်နိုင်တယ်။အဲ့ဒါအပြင်ဘာဖြစ်လို့လဲဒီကောင်အသေးစိတ်ဝင်ကြည့်ရင်ဒါလေးကို details ကိုအရင်တစ်ချက်ဝင်ကြည့်ကြည့်အောင်။အဲ့ဒီမှာဘယ်ဘက်အချက်မှာ analytics ဆိုရရှိတယ်။အဲ့ဒါလေးကိုအရင်ကြည့်ကြည့်ကို video ရဲ့ analytics ကိုလေ။အဲ့ဒီမှာ overview ကိုကြည့်ကြည့်ပေါ့နော်။အဲကျွန်တော်ဒီ video ကနေပတ်စံဘယ်လောက်ရလဲဆိုရင်1.55 dollar ရရှိထားတယ်။ဒီဗီဒီယိုကြောင့်ကျွန်တော်ဒီ subscriber 14ယောက်တိုးလာတယ်။ဒီဗီဒီယိုကြည့်တဲ့နာရီအားလုံးပေါင်းစီ136နာရီရှိတယ်ပေါ့နော်။ view ဆိုရင်ဒီမှာ total view က 1.9k view ရှိတယ်။အဲ့ဘယ်ချိန်နေပဲအနေထိုင်းမှာကြည့်သွားတာလေအဲ့ဒါကိုဒီမှာလာကြည့်လို့ရတယ်ပေါ့နော်တုံခဲ့တဲ့ decision နိုင်ရအခုတတိမကြဲတဲ့ကြဲတဲ့ကြဲတဲ့တို့လားကောင်းတဲ့ video နဲ့မကောင်းတဲ့ video နဲ့မတူအဲ့တော့ဒီမှာဗာမှားနေရလဲဆိုရင်ဒီအောက်မှာကြည့်ကြည့် how viewers found this video တဲ့ကျွန်တော်တို့ကြည့်တဲ့ သူတွေကအဲဘယ်လိုကျွန်တော်တို့ဗီဒီယိုတွေ့ရလဲပေါ့ဗျာအဲ့တော့အဲ့မှာအဲ YouTube recommendation YouTube က recommend လုပ်ပေးတာကြောင်းကြည့်တာတထောင်တလား YouTube homepage homepage ကနေကြည့်တာနဲ့ app နဲ့စနေကအဲ့ဒါကျွန်တော်တို့ subscribe လုပ်ထားတဲ့သူတွေပါအပါပေါ့ဗျာ subscription fee 5.6%အဲ့ဒါဘာပြောရလဲဆိုရင်ကျွန်တော်တို့ subscribe လုပ်ထားတဲ့သူတွေရဲ့ fee သူတို့ရဲ့ wallpage အဲ Facebook ဆိုလဲဖွင့်လိုက်တာ ਨੇ သူတို့ရဲ့ page ပေါ့ဗျာသူတို့ရဲ့ feed ပေါ့အဲ့ဒီမှာတက်တဲ့နှုံကကြာတာမန်ထက်ကြာတယ် အဲ့ဒါအပြင်ကိုမှဒီနေရာမှာကြည့်ကြည့် average view duration ကိုကြည့်ကြည့်ကျွန်တော်ပြောတဲ့ဗီဒီယိုဒီ7မိနစ်ကြာတယ် average view က3မိနစ်အဲ့ဒါပုံမှန်ပဲဗျာ view ကတော့ဘယ်သူမှအဆအဆုံးမကြည့်ဘူးကျွန်တော်တို့ကြော်ကြည့်တာတွေရှိတာဟုတ်အလေကိုပဲဝင်ကြည့်ရတာလည်းရှိတာဟုတ်အဲ့တော့ကြည့်သွားတဲ့ပုံတံတန်းကိုကြည့်ကြည့်ဆက်ဆက်ချင်းမှကြည့်ရလူများတယ်တို့တော့ဒီနားမှာကြာသွားပြီကြာသွားပြီဆိုဆိုလိုချင်တဲ့သဘောကစပွဲစကလေးကကျွန်တော်ဟုတ်ကပြိမကောင်းလို့ဒီမှာကြည့်ကြည့်ပထမ second 30အတွင်းမှာကျွန်တော် audience ကိုမထိန်းထားလိုက်နိုင်အောင်အဲဒါကြောင့်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်အမြဲတမ်းပြောပြ second 30နဲ့ဟိုစကားပြောဒီစကားပြောဆိုတာဘလောက်အရေးကြီးလဲဆိုတာလေဒီ YouTube channel ကြီးလောက်တော့လေအရေးကြီးတယ်သူကပထမ second 30မှာအချိန်ကောင်းနေတဲ့ကောင်းနေအကုန်လုံးကအဲ့ video တွေကနောက်ပိုင်းမှာ view တက်တာလည်းမြန်တယ်ဘာပြဿနာမှလည်းမရှိဘူးအဲ့တော့ကျွန်တော်တို့သိရမယ့်နံပါတ်1အချက်ပထမ second 30ကျွန်တော်မကောင်းဆိုရင်ကျွန်တော်ဒီ second 30ကိုကျွန်တော်ပြန်ပြင်ရိုက်ပြီးတော့ဒီ video ကိုဖြတ်ညက်ကပြန်လုပ်ရင်ကောင်းမလားအဲ့ဒါကစဉ်းစားစရာတစ်ချက်ပေါ့နော် နောက်တစ်ခုကသူ့ရဲ့ reach တွေပါလေကြည့်ကြအောင် okay လူတွေဒီမှာ browse feature ဆိုတာဘာကိုပြောရလဲဆိုရင်ရိုက်ရှာလို့တွေ့တာ blink ခံနေရတဲ့လူတွေအဲ့လိုရိုက်ရှာတာမျိုးမှာတွေ့ရများရင်များမယ်ပေါ့နော်ဒါက traffic from ကျွန်တော်တို့ YouTube channel page ကလူတွေလာကြည့်တာရဲ့တခြား YouTube channel page ကလူတွေလာကြည့်တာရဲ့ခေါင်းစဉ်တူလို့ကြည့်တယ်နှုံးရယ်ပေါ့နော်နောက်တစ်ခု notification notification ဆိုတာကကျွန်တော်ကို subscribe လုပ်ထားရဲ့ကျွန်တော်မိတ်ဆွေကြီးတွေစီမှာအဲကိုနေဗီဒီယိုတင်လိုက်ပြီဆိုရင်တင်းဆိုပြီး notification ပေါ်တယ်အဲ့ notification ကြောင့်လာကြည့်တာ8.3%နဲ့ နော် suggested video ကကြတော့အကြံပေးတာဒီမှကြည့်ကြည့်ကြားနေတာတွလား suggested video မှာ8.2ပဲရှိတယ်ဆိုလိုချင်တာ YouTube ကဒီ video လေးကိုအကြံပေးပါတယ်အကြံပေးပါတယ်ဆိုရင်စင်ရင်ထဲမှာကျွန်တော်တို့ပါမနေဘူးပါမနေရတဲ့အတွက် view တွေဆက်မတက်တော့တာအဲ့ဒါကြောင့်ရက်သွားတာ okay ကျွန်တော်စီမှာ trend ကောင်းတဲ့ video ကိုကြည့်ကြည့်အောင်ကျွန်တော်စီမှာဒါ view ရန်ကောင်းတဲ့ video အိမ်မှာထိုင်နေတဲ့ဝင်ငွေတွေရချင်ရင်ဒါကိုကူးချလိုက်ပါဆိုတဲ့ video မှာ ဒီမှာဂျမနိုင်က62% of viewers are still watching at around the 30 second mark ဒါပါဘူးရလဲဆိုရင်ကျွန်တော်ရေဗီဒီယိုစက္ကန့်30 marking အကျော်အထိကို62% viewer စက်ကြည့်နေတော့မယ်ကြတော့ကြတယ်ဗျာ YouTube ရဲ့သဘောတဘာဝမှာဒီမှာဇလန်းအစကြည့်တာများတယ်ပြီးဝင်ထိုးကြတာပဲပေါ့နော်ဒါပေမဲ့ကျွန်တော်က62%စက္ကန့်30အကျော်မှာတရာကြည့်ရဆိုရင်62ယောက်ကစက်ကြည့်နေတော့မယ် ဒီစက္ကန့်30ကြော်သွားတဲ့အချိန်မှာဒီနေရာမှာဘာသာသွားလဲကြည့်ကြည့်ခုနဗီဒီယိုနဲ့စောက်ထိုးဒီမှာ suggested video ဒီအတန်းအရှိကြီးပဲဖြစ်သွားတယ်ကျွန်တော်မိတ်ဆွေတို့သတိထားမိလား suggested video ကခုနဗီဒီယိုအရင်ကျွန်တော်တို့ view တွေရက်သွားပြီ view တွေကျသွားပြီဆိုတဲ့နေရာမှာဒီ YouTube က suggest မပေးဘူးဒါဒီ suggestion appear alongside or after other videos ဒါဘာလို့ပြောရလဲဆိုရင် YouTube ကသူကြောင်ညာထိုးလို့ခေါင်းနဲ့ဟာဖြစ်နေရင်တခြားဗီဒီယိုရဲ့ဘေးမှာတွားပြီးတော့ အဲဒီလိုကြောင့်ညာသွားပြီးထိုးဖို့ကို sorry တခြားဗီဒီယိုရဲ့ပြီးမှသွားပြီးတော့သူက recommend တပိတယ်ကျွန်တော် channel ကမှမဟုတ်ဘူးเนาะကျွန်တော်မြန်မာနိုင်ငံနာမည်ကြီးဆရာကြီးတွေဆရာမကြီးတွေတကယ် YouTuber fighter ကြီးတွေရဲ့ channel ရဲ့ဘေးမှာကျွန်တော်ဗီဒီယိုတွေကသွားကပ်ပြီးပေါ်နေတာမျိုးဖြစ်တတ်တယ်ဖြစ်ရင်သူတို့ဒီဗီဒီယိုကြည့်ပြီးအော်အေးဒီကောင် next chapter ကိုနေဆက်ကောင်တော့မသိဘူးဒါပေမဲ့ဒီကောင်ရဲ့ဘာရန်နဲ့ကူးချလိုက်ပါလို့ဘာလို့ညာလို့ကျွန်တော်ဒီ thumbnail ကအဲစိတ်ဝင်စားစရာကောင်းတယ်ဆိုရင်သူတို့ဝင်ကြည့်သွားမှာပဲဝင်ကြည့်သွားရင် second 30ကြော်သွားရင်ကျွန်တော်ဒီဟာကြီးရတယ် a suggested video ကတက်လာရင် view ကတက်လာတယ်အဲ့ဒါကြောင့်ဒီ video ဒီကျွန်တော်အခုချိန်ထိ3.6 million impression ရတယ် trend ဖြစ်တဲ့ video တွေဆိုရင်သူ Facebook မှာပြန်ပြီး link ယူပြီး share ဝါတာတွေရှိတယ် Viber view ပြီး share ဝါတာရှိတယ် Messenger နေ share တော့တာရှိတယ် engagement online ကြီးကြီး like တွေလည်းရှိတယ်လို့ dislike ကိုကြိုက်တာတွေလည်းရှိတယ်လို့မကြိုက်တာတွေလည်းရှိမယ်ပေါ့နော်ဒီ video ကြောင့်ကျွန်တော်ဒီ subscriber 16000တော့ရတယ်ပြီးရင်ကြည့်သွားတဲ့သူတွေကိုကြီးကြီး မိုဘိုင်းဖုန်းနဲ့ကြည့်တာအရင်များတယ်ကွန်ပျူတာနဲ့ကြည့်လို့ရှိတယ်တက်ဘလက်နဲ့ကြည့်လို့ရှိတယ်မတီဗီနဲ့တောင်ကြည့်တဲ့သူရှိသေးတယ်တဲ့အဲ့ဒါဒီ audience ရဲ့အောက်မှာကျွန်တော်တို့ဒီ audience ရဲ့အောက်မှာဝင်ပြီးတော့ကြည့်ရမှာပေါ့နော်ပြီးရင်ဒီမှာအသက်အရွယ်ဩမိန်းကလေးကဘယ်လိုယောက်ျားလေးကဘယ်လိုအများဆုံးကြည့်တာက25နေ34ဘာဖြစ်လို့လဲဆိုတော့သူတို့တွေစီးပွားရှာတဲ့အရွယ်ကိုပိုင်းလုပ်ငန်းတွေစတင်နေတဲ့အရွယ်တွေဖြစ်နေတာဟုတ်အဲ့တော့အဲ့လိုကိုယ့်ရဲ့ target ကိုလေ့လာခြင်းအပြင်ဒီကောင်ဘာဖြစ်နေတာလဲဆိုတော့ကျွန်တော်တို့အရင်သုံးသပ်အမယ်နံပါတ်1တစ်ချက်နောက်တစ်ချက်ကဒီဗီဒီယိုကဖြစ်နေတဲ့ပြဿနာ ဒီမှဆိုရင်ကျွန်တော်ဗီဒီယိုဗျူးရတယ်ဆိုပေမဲ့ကျွန်တော်ရဲ့တိုက်တန်ရှေ့တယ်အမှန်တကယ်တိုက်တန်ရှေ့ရမှာမဟုတ်ဘူးဗျာတော်တော်များများတမ်နေမှာဆိုရင်လိုတိုရှင်းကိုရေးရမှာအဲ့တော့ကူးချလိုက်ပါဆိုတော့ကျွန်တော်ကြီးချတော့ဒါလေးကမစိုးဘူးလူစိတ်ဝင်စားမယ့် attention ရမယ်လို့ကျွန်တော်ထင်တယ်ကူးချလိုက်ပါပြီးတော့မှငွေဝင်ခြင်းရင်တို့အိမ်မှာထိုင်နေရင်တို့အောက်မှာကျွန်တော်လုပ်တဲ့စီးပွားရေးတွေဘာတွေညာအဲ့လိုထည့်ထားတော့အနည်းဆုံးတော့အဲလူတွေကတလေးတစားနဲ့ဝင်ကြည့်ခြင်းစိတ်ဖြစ်ပေါ်သွားတယ်အဲ့တော့ကျွန်တော်တို့ကမကောင်းဘူးဆိုတဲ့ view နဲ့နေတဲ့ဟာတွေကိုလိုက်ကြည့်အောင်ကျွန်တော်မှလည်းအများကြီးပါပဲเนาะကျွန်တော်မိတ်ဆွေတို့စိတ်တမ်းမချနဲ့ကျွန်တော်လည်းတင်တယ် တထောင်လောက်နေရက်သွားတာဒီခင်ဗျားတို့အခုလိုလူရင်းတွေကြည့်တာတော့များတယ်ပေါ့ဗျာလူအစ်စ်တွေကျွန်တော်မခင်သေးတဲ့လူအစ်စ်တွေကြည့်တာဟိုနဲတယ်အဲဘာဘာတင်တင်အများကြီးရတယ်ဆိုတော့ကျွန်တော်မှာဗီဒီယို view ရန်ကောင်းတာသုံးပုံပဲရှိသေးတယ်အခုချိန်ထိဒီမှာလေထူးဆန်းတော့ line ပေါ်မှာလိန်နီးတို့ပါတော့အဲဒါဆိုကျွန်တော် view ကောင်းတယ်ကျွန်တော်ရဲ့ထုံနီးလက်ကောင်းမယ်ကျွန်တော်မိတ်ဆွေတွေနဲ့ကျွန်တော်မတိမ်မရင်မယ်တထောင်နှစ်ထောင်ပဲအချို့ဟာတွေဆိုရင်ကျွန်တော်ဆိုရင်ဒီမှာ violation နေညှိတာပေါ့နော် VO3 ကိုကပ်ကတ်နဲ့အလကားတဝန်အောင်ပါအောင်ရအောင်ဆိုရင်ဒါလေးဆိုရင် eligible မဖြစ်တော့ဘူးကျွန်တော် ban ခံရတယ်ကျွန်တော် mini တွေပြတယ် channel ကိုဖြတ်ပစ်မယ်လို့ဘာလို့ညာတို့ warning တွေပါလာတာပေါ့နော်တို့ရဲ့ policy နဲ့မညှိညှိသွားတဲ့ဟာတွေပေါ့နော်ထားပါတော့ line ပေါ်မှာ blink ခံနေရတဲ့ video ကိုကျွန်တော်စကားပဲပြောတာအဲ့ဒါမကောင်းဘူးဆိုရင်ကျွန်တော်မှလုတ်ပိုင်ခွင့်ဘာရှိလဲဆိုရင်ကျွန်တော်ဒီကောင်ကို edit ပြန်နှိပ်မယ်နှိပ်ပြီးသွားရင်ကျွန်တော် thumbnail လဲမလားမနှိပ်ချက်ကကျွန်တော်တို့ဒီစာသားကို ပြင်မလားပြင်ကြည့်ကြမလားဒီလားအဲဒါမျိုးပေါ့နော် ီးွားရင်ကျွန်တော်တို့ကဘာထက်လုပ်လို့ရလဲဆိုရင်ဒီဗီဒီယိုကအားနေနေမလားအားနေနေအားများနေတဲ့ဗီဒီယိုရဲ့အနောက်မှာကျွန်တော်ကြောကတ်ပေးလို့ရတယ်ဆိုလို့ကျွန်တော်ကဗီဒီယိုတိုင်းဒီထားပါတော့နော်ကျွန်တော်ဒီကောင်းကိုကျွန်တော် save နေလိုက်မယ်ကျွန်တော်မှာနည်းနည်းလေးအားမကောင်းတကောင်း medium ဗီဒီယိုလေးတွေရှိမယ်ပတ်စံနေရှာနေကြတဲ့အခြားကဘာတစ်ခုကျွန်တော် Bigo Life ကိုဝင်မှွေပြီးတော့ပြောပြထားတဲ့အကြောင်းလေးလူအစ်စ်တွေလာတဲ့ဗီဒီယိုမျိုးဖြစ်နေတယ်အဲ့ဒီဗီဒီယိုက okay အဲ့ဒါဆိုရင်ဒီကောက်ကိုကျွန်တော်က edit နှိပ်လိုက်မယ်။ edit နှိပ်လိုက်ပြီးတော့ကျွန်တော်သူ့ရဲ့ ညာဘက်အောက်တော့မှာ end screen ဆိုရှိရလीအဲ့ end screen ကိုကျွန်တော်တွားလိုက်ပြီတွားလိုက်ပြီးွားရင်ကျွန်တော်ဒီမှာ line ပေါ်မှာဘာလို့ပွဲရှာကြတာလဲဆိုတဲ့ video ကသူ့လဲ view နဲ့လို့ကျွန်တော်ထားထားလိုက်တာ okay ဒီနေရာလေးကိုကျွန်တော်နှိပ်လိုက်မယ်ကိစ္စမရှိဘူးဗျာဘာမှမရှိဘူးဆိုရင်ကျွန်တော်မိတ်ဆွေဒီနေရာကို delete နှိပ်လိုက်ဒါလေးလဲ delete နှိပ်လိုက် video ရဲ့အစုံမှာကျွန်တော်ဒီငါဒီဒါထည့်မယ်အဲ YouTube ကိုဒီလိုအထိပ်ပင်နေပါတော့ဒါဒီဒီလိုထည့်လိုက် subscribe လုပ်တဲ့ခလုတ်ကလေးပေါ်လာမယ်ဒီဘက်မှာ video လေးပေါ်လာမယ်အဲ့ video မှာဒီကောင်ဆက်လက်မှတ်မှတ်ပြရရင်ဒီမှာ ဒီနားလေးကိုခရရန်လေးကိုနှိပ်ပြီးတော့ခုနကျွန်တော်တို့ view နေနေပါတယ်ဆိုတဲ့ video ကိုရှာဒါပေါ့နော်အဲ okay အဲ့တော့သူ့ကိုကျွန်တော်ပဲအချိန်ထိပြပါမယ်စမဇလန်ကျွန်တော်ပြီးကန်ဒီဘယ်နှစက္ကန့်နှစ်စက္ကန့်သုံးစက္ကန့်လောက်မှပြမယ်ညာဘက်က subscribe ခလုတ်ကလေးရလဲဒီမှာပြမယ်အဲကျွန်တော်ကြိုက်နှစ်တက်တဲ့တွေ subscribe လို့လို့နှိပ်သွားလို့ရအောင်လို့နောက်ဆုံးစက္ကန့်လေးတွေမှာပြမယ်အဲ့ဒါဆိုရင်ဒီ video ရဲ့အဆုံးမှာကျွန်တော်ဒီ video ကိုဆက်ပြီးတော့ကြည့်ချင်းကြည့်သွားလိမ့်မယ်ကြည့်မဲ့သူများသွားလိမ့်မယ်ပြီးွားရင် save နေလိုက်မယ် တော့အဲ့ဒီနေရာရဲ့နောက်ဆုံး strategy ကိုကျွန်တော်ကလေကျွန်တော်တို့မှာ playlist လဲထားလို့ရတယ်ကျွန်တော်ပြန်ပြမယ်ကျွန်တော်တို့ဒီ end screen မှာ video တပုတ်တပုတ်တင်လိုက်အဲ့ဒီ video ရဲ့အဆုံးမှာကျွန်တော်ထည့်ချင်တာထည့်လို့ရတယ်ဒီမှာထပ်ပြီးတော့အပောင်းလေးကိုနှိပ်လိုက်ဒီအပောင်းလေး element ဆိုပြီးတော့ကျွန်တော်တို့ playlist တွေထည့်ပေးခြင်းလဲရတော့ရတယ်ဗျာဒီထားပါတော့ remote job လားဒီမှာ AI နဲ့ပတ်သက်တဲ့အကြောင်းအရာများလားဒါတွေကိုကျွန်တော် playlist အနေနဲ့ညဘက်တော့မှာလဲကျွန်တော်ထည့်ပေးလိုက်လို့ရတယ်ဒါပေမဲ့အရင်များလွန်လူတွေကမျက်စိရှုပ်ပြီးတော့ဘာကြည့်ရမှန်းမသိဖြစ်တတ်တယ်ဆိုတော့ YouTuber တွေတော်တော်များများပြောတဲ့အကောင်းဆုံးသော strategy ကခင်ဗျားအရန်ဖြစ်စေခြင်းနဲ့အရန်ကြည့်စေခြင်းနဲ့ video တပုတ်ကိုပဲထားရတယ်။ဒါမှမဟုတ်နောက်ဆုံး latest video ပေါ့။အဲ့လိုမျိုးထားရတယ်ဆိုတော့ကျွန်တော်ကဒီ playlist ကိုအခုနောက်ပိုင်းမှာမထည့်တော့ဘူး။အလုတ်ဖြစ်တယ်လို့အဲပြောကြတယ်။ပြောတော့ကျွန်တော်လည်းအခု like ဆန်းကြည့်နေတယ်။ကျွန်တော်ရဲ့ view မတက်တော့ video တွေပေါ့နော်။ပြီးတော့ကျွန်တော်မိတ်ဆွေတို့နောက်ထပ်လုပ်လို့ရတဲ့ strategy တခုရှိသေးတယ်။အဲ့ဒါကဘာလဲဆိုတော့သူများတွေကြိုက်မကြိုက်တော့မသိဘူး။ကျွန်တော်တော့ဒါလီနဲ့စပြီးရှင်းတန်းခဲ့ရတာ။ကျွန်တော်ရဲ့ဇလန်းအစမှာ YouTube channel စလို့တော့ ျွန်တော် channel ဘယ်သူမှလည်းတိတာမဟုတ်ဘူးဘယ်သူမှလည်းအားပေးမှာမဟုတ်ဘူးဘယ်သူမှလည်းကြည်တာလည်းမဟုတ်ဘူးဆိုတော့အဲ့ AI နဲ့ပတ်သက်တဲ့ကိစ္စတွေကိုကျွန်တော်ပြောတော့ကျွန်တော်က AI နဲ့ပတ်သက်တဲ့ Facebook group လေးဒီမှာကျွန်တော် admin share ခွင့်ပြုပါဆိုပြီးတော့ကျွန်တော်၄၅၆ခုလောက်လိုက်တက်နေနှစ်ခု၃ခုလောက်ကကျွန်တော်ခွင့်ပြုတယ်ခွင့်ပြုတော့လူတွေက thumbnail ကိုမြင်ပြီးတော့ YouTube ကိုရောက်လာကြတာမျိုးရှိတယ်ဆိုလိုချင်တာက YouTube ပေါ်မှာမဟုတ်ဘဲနဲ့ YouTube ပေါ်မှာရှိတဲ့ link ကို Facebook ပေါ်မှာပဲဖြစ်ဖြစ် TikTok ကနေပြန်ပြီးတော့ audience ကိုဆွဲခေါ်လာတာမျိုးပဲဖြစ်ဖြစ် TikTok မှာတစ်ခုခုပေါက်သွားလို့လေ YouTube ကိုရောက်လာပြီးရှာကြတဲ့သူတွေကလည်းရှိတယ်ကျွန်တော်ကတက်တော့မသုံးလို့သား Facebook ကျတော့ကျွန်တော်မှ group တွေလုပ်ထားတယ်အဲ့ group ကလည်းစကားမဆက်ကျွန်တော်တောင်းပန်တယ်ကျွန်တော်ကအခုပဲကျွန်တော်ဈေးဝင်ပြန်လာတာဗျာအဲ့တော့ကျွန်တော်အဲ့ group တွေကိုကျွန်တော် admin လည်းမထားထားနိုင်ဘူးကြည်လည်းမကြည်နိုင်ဘူးဆိုတော့ကျွန်တော်မိတ်ဆွေလေးတွေအများအမ်းအားဆိုင်ပြီးစူးစမ်းထားတဲ့အရာတွေကိုကျွန်တော်ရဲ့ Facebook group မှာ share ကြတယ်ကျွန်တော်သိတယ်အဲ့ဒီမှာဘာမှမစီမဆိုင်တချို့ကြော်ညာတွေရဲ့တချို့ဟာတွေကဟိုဘာတွေမှမသိဘူးဗျာကြားဖြန့်လို့လို့ဟိုဟာဟိုလင်းကိုနှိပ်ပါဒီလင်းကိုနှိပ်ပါ ဆိုတဲ့ဟာမျိုးတွေပါလာတော့ကျွန်တော်ရန်တမ်းပြီးကျွန်တော် approve မလုပ်ရဲတော့လုံးလိုက်ရင်ကျွန်တော်နဲ့တိတဲ့တခြားမိတ်ဆွေတွေပါကိုကိုနေခွင့်ပြုထားရပဲဆိုပြီးတော့လीထိခိုက်ပြီးတော့ဟိုတွားပြီးတော့အနောက်ရှက်သွားဖြစ်မှာဆိုလို့အဲ့တော့ကျွန်တော်တေချာမစစ်ထားတဲ့ဟာတွေဆိုရင်ကျွန်တော် approve မလုပ်ကျွန်တော်တိတဲ့ရင်းနှီးပြီးသားယုံကြည်ရပြီးသားသူတို့ဗီဒီယိုဖန်တီးထားတာတွေကဒီ group ထဲကလူတွေကောင်းဖို့အတွက်တခခုရရှိဖို့အတွက်ဆိုတဲ့ဟာတွေဆိုရင်တော့ကျွန်တော်ချက်ချင်း approve လုပ်ပေးလိုက်တယ်အဲ့ဒါအပြင် YouTube channel အခုမှစရတဲ့သူတွေဆိုလဲကျွန်တော်စီကမိတ်ဆွေတွေ ကျွန်တော်ခင်မင်ရတဲ့ပြည်သူတွေအားလုံးလည်းရရှိကြပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော် channel လေးတွေအသစ်စထားပါတယ်ဗျာဆိုရင်ကျွန်တော်အမြင်နဲ့ approve လုပ်တယ်ဒါပေမဲ့အခုရပါတိရမလားဗျာကျွန်တော်ပြေးလွှားနေရတာအဲ့တော့ကျွန်တော်အနုညွတ်တောင်းပန်နေအဲ့ဒါလေးတွေကိုကျွန်တော်အချိန်ပေးပြီးတော့ approve လုပ်ပေးမယ်ကြည့်လဲကြည့်ပေးမယ်ဆက်လဲဆက်ပေးမယ်အဲ့ဒါကကျွန်တော်နဲ့တတ်ဆိုင်တဲ့ group ဒါပေမဲ့ကျွန်တော်မတက်ဆိုင်မင်းနဲ့တခြားသော group တွေအများကြီးရှိတယ်ကိုကဟင်းချက်တယ်ဆိုရင်ဟင်းချက်ဝါသနာရှင်များ group တို့ပါလို့ရှိရလीအဲ့ဒီမှာ admin ကိုခွင့်တောင်းပြီးတော့ share ခွင့်ပြုပါဗောဗျာအဲ့ဒါကလေ တစိုက်တတိတာမဟုတ်ဘူးနော်တော်တော်လေးအထောက်အကူဖြစ်စေတယ်ကျွန်တော် YouTube စာတော့ကအဲ့ဒါနဲ့ view စာတက်တာဒါပေမဲ့အခုလိုရက်တက်နေတဲ့ဗီဒီယိုတွေအများကြီးရောရှိတယ်အဲ့ဒီအများကြီးကိုကိုကပြန်လဲပြုပြင်မွန်းမှန်ရတယ် surf handy ကလေးကလည်းကျွန်တော်တို့ကဘယ်ဟာဆိုရင် view ရမယ်ဘယ်ဆိုရင် view မရဘူးဆိုတာကျွန်တော်ဆိုတချို့ဟာခွဲခြားတတ်တယ်ကျွန်တော်တချို့ခွဲခြားတယ်ဆိုတော့ကျွန်တော်ဟိုဆရာကြီးကြီးကြီးကျယ်ကျယ်ပြောတာမဟုတ်ဘူးကျွန်တော်ဘာကိုခွဲခြားတယ်ဆိုတော့အချက်လက်ပုံမှန်မူတည်ပြီးကျွန်တော်ခွဲခြားလိုက်တာဥပမာကျွန်တော်တို့ campaign video တွေလीကျွန်တော် campaign video တွေက ကျွန်တော်တို့မိတ်ဆွေနဲ့အားလုံးချစ်ခင်လို့လုပ်တာအားလုံးအတူတူပျော်ရွှင်အောင်တယောက်နဲ့တယောက်နဲ့ခွန်အားပေးရအောင်လို့ကျွန်တော်တို့လုပ်တာအဲ့ဒါတကိစ္စဒါပေမဲ့ပေါက်ချင်တဲ့ဗီဒီယိုကြရင်ကျွန်တော်တမင်ကိုဖန်တီးတာဘာဖြစ်လို့ဒီကိစ္စဘီကိုဆိုရင်ဒါဒီကိစ္စဆိုရင်ကျွန်တော်ဗီဒီယိုမှာ view ရမယ်ဆိုတော့ကျွန်တော်သိတယ်ဘာလို့လဲဆိုဘီကိုပေါ်က audience တွေအကုန်လုံးကျွန်တော်ဒီဘက်ကိုဆွဲခေါ်ကြနေတာဟုတ်အဲ့တော့ဘီကိုပေါ်မှာကျွန်တော်သွားပြီးတလအချိန်ဖြုန်းတယ်အချိန်ဖြုန်းပြီးတော့ကျွန်တော်ဘီကိုပေါ်မှာတကယ်ချင်းအစ်စ်တွေလည်းရတယ်အမိတ်ဆွေတွေလည်းရတယ်ဒါပေမဲ့အဲ့ဒီ content တွေလူကြည့်ကိုကြည့်ရမယ်ပွဲကနည်းနည်းတော့ဖြစ်ကိုဖြစ်ရမယ် တော့လာပြီး blame မဲ့လူတွေချိန်သိရှိမှာမတရားဆဲမဲ့သူတွေလည်းချိန်သိရှိမှာဒါပေမဲ့လူတွေအတွက်လည်းအကျိုးရှိရမယ် shut down တစ်ခုကနေဖြစ်နေရမယ်နောက်တစ်ခုကိုယ်ကလည်းထဲထဲဝင်ဝင်တိပိသားသုံးမိသားဖြစ်ရမယ်ထိုနည်းတူပဲလောင်းကစားတို့ဘာတို့ကိစ္စတွေဆိုရင်ကျွန်တော်ပြောပြရဲဆိုတာကျွန်တော်ဘောရမှာရှိတဲ့ဖြစ်ခဲ့ပြက်ခဲ့တဲ့လမ်းပြီးရောက်ခဲ့တဲ့ခွေးပြက်ခဲ့တဲ့ကိစ္စတွေအကုန်လုံးကျွန်တော်စနစ်တကျနဲ့လူတွေအားလုံးနားလည်ရအောင်ကျွန်တော်လိုညီငယ်လေးညီမငယ်လေးမမားအောင်ပြောရဲဆိုပေမဲ့ကျွန်တော်ထားတဲ့ audience ကလူကြီးလူငယ်လောင်းကစားဝါသနာပါတဲ့သူအကုန်လုံး target ထားလိုက်တာ ယောက်ျားပါမယ်မိန်းမပါမယ်လူကြီးပါမယ်လူငယ်ပါမယ်အဲ့ဒါက target တည်တဲ့ကျွန်တော်တို့ campaign video တွေလုပ်ရင် target ကတည်တဲ့အဲ့တော့ကျွန်တော်တို့ကခုန audience ကိုနားလည်ရမယ်ကိုကြည့်နေတဲ့မိတ်ဆွေတွေကပညာတတ်ကြီးတွေပါမယ်လူကြီးလူကောင်းတွေပါမယ်ယောက်ျားပါမယ်မိန်းမပါမယ်ချစ်ခင်လို့ဒီတိုင်းကိုနေပြောတာကြီးကိုလီပေါ်တာကိုနားထောင်ခြင်းလို့နားထောင်နေသူတွေပါမယ်အဲ့ဒါတကိစ္စဒီဘက်မှာဟိုတစ်ဖွဲ့တတ်တက်ကဥမာပြကျွန်တော်ဒီစကားမျိုး၃ဝ၂ဝလာလေခွင့်လို့ပါရိုင်းပြသွားရင်လည်းခွင့်လို့ပါ အယောက်တရာရှိရဆိုရင်တန်ဘူးကိုတုံတောင်တိတဲ့သူကဘာရောက်တော့ပဲရှိရဆိုလိုချင်တာ95ယောက်ဒီအပေါ်ရန်ရှက်ပြေးကြည့်မယ်အမျိုးအစားထဲမှာအမြင်နဲ့ပါတယ်အဲ့ဒါကအဲ့လိုလူတွေအတွက် content ကိုအဲ့ဒါကြောင့် education လုပ်တဲ့နေရာမှာကျွန်တော်တို့က entertainment ပုံစံလည်းဖျက်မယ်ဒီခါလေးဟာသလည်းထည့်ခြင်းထည့်ရမယ်ဒီခါလေးပေါ်တင်လည်းပေါ်ရမယ်ဒါမှမဟုတ်ရင်လူတွေဟိုလိုပြောမယ်ဒီလိုပြောမယ်အပြောလဲခံနိုင်ရမယ်ဗျာကျွန်တော်ဆိုရင်နေပေါင်းဆိုရင်ကျွန်တော်ဘေးဘက်ကပြောပြောကျွန်တော်အပြောခံနိုင်တော့ကျွန်တော် audience ကိုလို့စုံနေအောင်လို့ ကျွန်တော် target ထားတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတို့ကြည့်ကြည့်အခုဒီ video မှာဆိုရင်ကိုနေပါကို target ထားနေလဲဆိုရင် YouTube ပေါ်မှာအများဆုံးရှိနေတာ YouTube ကြည့်တဲ့သူနဲ့ YouTube channel ဖန်ပြီးရတဲ့သူနဲ့အဲ့နှစ်မျိုးပဲရှိတာခုန target ကျွန်တော်အခုအခုနောက်ဆုံးပြောပိုင်း target အခုဒီ video ကျွန်တော်မိတ်ဆွေစီကိုဘာဖြစ်လို့ရောက်လာလဲဆိုရင်ကျွန်တော်မိတ်ဆွေအပြင်းပြေဝင်ကြည့်တဲ့ percentage ကနည်းလိမ့်မယ် YouTube ကိုတကယ်စိတ်ဝင်စားနေတခုခုလှုပ်ချင်လို့ကြည့်တဲ့သူတွေကဖြစ်လိမ့်မယ်အဲ့ဒီ target ကိုကျွန်တော်ရွေးချယ်လိုက်တယ်ဗျဒီ video မှာ view ကိုလမ်းတော့မှာရက်မနေအောင်လို့ဘာဖြစ်လို့လဲဆိုတော့ လမ်းအလဲကောင်မှရက်မနေဘူးဒါမျိုးဗီဒီယိုဒီလိုခေါင်းစင်တွေကသူကနေသူ YouTube ကြည့်တဲ့လူ YouTube အသက်လောက်တဲ့လူကနေတိုင်းတနေ့တနေ့တန်းနဲ့ချီပြီးတော့ပေါ်နေရလीအောင်မြင်တဲ့သူရှိတယ်မအောင်မြင်တဲ့သူရှိတယ်ဆိုပေမဲ့နေတိုင်းအသက်တွေပေါ်နေရကြီးပဲဆိုတော့အဲ့ဒီကောင်က view ကအဲတောက်လျှောက်ထိုးစင်းသွားမဲ့အရာမဟုတ်တော့ဘူးလို့ကျွန်တော်ခန့်မှန်းတယ်ပေါ့နောက်တစ်ချက်ကကျွန်တော်ဒီဗီဒီယိုအတွက်တမ်နေခေါင်းစင်ကျွန်တော်တူတူလေးနဲ့ရှင်းရှင်းလေးနဲ့ကျွန်တော်ရေးကြည့်မယ်ကျွန်တော်အခုမပြင်ရသေးဘူးကျွန်တော်မိတ်ဆွေတွေရှင်းပြနေတဲ့အချိန်မှာကျွန်တော်ဒါရိုက်နေတော့မှရှိသေးတယ်မပြင်ရသေးဘူးဆိုတော့ကျွန်တော်ခဏနေပြင်ကြည့်လိုက်မယ် ပြီးွားရင်ကျွန်တော်မိတ်ဆွေတို့ခုနကျွန်တော်ပြောတဲ့ YouTube Studio တွေကိုဝင်လိုက်။ဝင်ပြီးွားကိုယ့်ရဲ့ audience တွေဘာတွေကိုသွားစစ်၊သွားကြည့်။ပြီးကိုယ့်ပထမစက္ကန့်တုံးစင်ဘာဖြစ်နေရလဲ။ YouTube ကလीဆက်ဂျက်စ်လုပ်ပြီးတယ်။သူများကိုညှုံးပြီးတယ်။ဟာမှာကိုယ့်ကနဲနေလား။အဲ့လိုတစ်ချက်သွားပြီးတော့ကြည့်ရင်လည်းကိုယ့်ဘာပြန်ပြင်လို့ရနိုင်တယ်။ Video ကို edit လည်းလုပ်လို့ရတယ်နော်။ YouTube Studio ထဲမှာလी edit လုပ်ပြီးတော့ရှေ့ပိုင်းကိုဖြတ်မလား။နောက်ပိုင်းကိုဖြတ်မလား။အဲ့လိုမျိုးတွေလည်းလုပ်လို့ရတယ်။ thumbnail ပြောင်းကြည့်ခေါင်းစဉ်ပြောင်းကြည့်ကျွန်တော်ဆိုရင်အခု view မတက်တဲ့ဟာလေးဆိုကျွန်တော်ခေါင်းစဉ်တွေပြန်ပြောင်းမယ် ကျွန်တော်တချို့ဟာဆိုကျွန်တော်ပြောင်းနေပြီကျွန်တော်တို့ subscriber တွေကလည်းတခါလေးကြာရင် line ကြာနေနေမကြည့်ဖြစ်လိုက်ဘူးဆိုလိုချင်တာကကျွန်တော်တို့ wifi တွေပြတ်တောက်နေတယ်ကျွန်တော်ဗီဒီယိုကြည့်လို့မရ YouTube ကြည့်လို့မရဒီနေ့6ရက်ရှိပြီကျွန်တော်က line ပြောင်းနေ wifi ဘယ် wifi မှမရဘူးလीအဲ့တော့အခက်ခဲကြီးအများကြီးဖြစ်နေတယ်အဒီအခုလည်းကျွန်တော်ဖုံးပြီနေအဲ့တော့ကျွန်တော်အဲ့ဒီအချိန်မှာဘာဖြစ်သွားလဲဆိုရင်ကိုယ့်ကိုကြည့်ရှုတဲ့သူတွေအကုန်လုံးကလည်းသူတို့ internet တွေချနေတယ်ဆိုရင်အဲ့ဒီကာလာမှာတင်တဲ့ဗီဒီယိုကစရကြတဲ့ဟိုကပွဲစရကြတဲ့ဟိုကနှေးနေပြီကိုယ့်စီက ကိုယ် follow လုပ်ထားတဲ့ subscriber တွေလည်းတယောက်မှမရှိဘူးကြည့်ရလူတွေမရှိဘူးကိုတင်တဲ့ video ကပေါက်မဲ့ video တွေမှာသူတို့ recommend ပေးထားတယ်မှာဗျာထိုးပြီးတော့ပေါက်သွားဖို့ဆိုတာနည်းနည်းလေးပုခတ်သွားတယ်ကျွန်တော်တို့ရဲ့ပထမဆုံးခုန subscribe လုပ်ပါ subscribe လုပ်ပါဆိုတာ channel တိုင်းဘာဖြစ်လို့ပြောတာလဲကျွန်တော်တို့ like လေးတွေ share လေးတွေ share ရခဏထောင်း like ရ comment လေးတွေနောက်တစ်ခုကကျွန်တော် channel လေးကို subscribe လုပ်ပါနော်လို့အဲ YouTube channel ပေါ်ကလူတွေအများနဲ့စာတန်းထိုးပြီးဘာလို့အသေးတိုင်ပြောလဲဆိုတော့အဲ YouTube channel လုပ်ထားတဲ့ကျွန်တော်တို့လို့မိတ်ဆွေတို့လို့ လူတွေအကုန်လုံးရဲ့အတက်ကကျွန်တော်တို့ subscribe လုပ်ပြီးထားတဲ့အဲကြည့်ရှုပြီးတဲ့သူတွေရဲ့ကျေးဇူးပဲရှိတာကျွန်တော်ဗီဒီယိုတစ်ပုတ်စတင်တာနဲ့သူတို့စီမှာခေါလောင်းနေပေါ်ချင်ပေါ်တယ်သူတို့ကအရင်ကကြည့်ပြီးတာသူတို့ကြည့်ပြီးတဲ့အချိန်မှာ view က engagement စတက်တယ်စတက် view ကတော့မှဆိုပါစို့ကျွန်တော်တို့ကြည့်နေတဲ့မိတ်ဆွေကတခြား channel ကဆရာကြီးတွေတော့ကြည့်တယ်တခြား channel ကြည့်ရတယ်သူတို့ကသိထားတယ်ဗျာထားပါတော့မြန်မာနိုင်ငံမှာခက်စားတဲ့ဘယ်သူတွေရှိမလဲမသိဘူး1 2 3 4ရှိမယ်အဲ့ဒီ channel တွေကိုကျွန်တော်မိတ်ဆွေကကြည့် ဒါပေမဲ့ကျွန်တော် subscribe လုပ်ထားတဲ့အတွက်ကျွန်တော်ဗီဒီယိုလည်းလာကြည့်ပါရစေဆိုရင် YouTube ရဲ့ algorithm ကဘယ်လိုကောက်ချက်ချပါလဲဆိုတော့ okay ကိုနေ့ရဲ့ဗီဒီယိုကကြည့်တဲ့သူကဟိုဘက် channel မှာလည်းတော့ကြည့်တာပဲဒီ channel A မှာလည်းကြည့်တယ် channel B မှာလည်းကြည့်တယ်ထားပါ Mr Beast မှာလည်းကြည့်တယ်မြန်မာနိုင်ငံနာမည်ကြီးရဲ့ပုဂ္ဂိုလ် YouTube YouTuber ကြီးတွေစီမှာလည်းတော့ကြည့်တယ်ဆိုရင် မစီမဆိုင်ကျွန်တော်ကို subscribe မလုပ်ထားတဲ့သူတွေထံကိုအဲ့ဒီဗီဒီယိုကိုတွားပြီးတော့ တခြားနာမည်ကြီးရဲ့ YouTuber ကြီးတွေအောက်မှာတခါလေးကျရင်တွားတွားပြီးပြတတ်တယ်ဒါပြင်ဒါတော့ဒါပြင်ဒါလေးရှိပါတယ်ကြည့်မလားဆိုတဲ့ပုံစံမျိုးနဲ့တွားပြတတ်လိမ့်ရှိအဲ့တော့ YouTube ကတတ်မနေကောင်းတိုင်းလဲ recommend မပေးဘူးဗျာတထဲတည်းက content အရင်အစာကြီးကောင်းနေတိုင်းလဲอืมမပေးဘူး तू ကလူတကယ်ကြည်လားလူဘလောက်ကြာကြာကြည်လဲ तू ကြော်ညာဘလောက်ကြာကြာထိုးလို့ရမှာလဲအဲ့ဒါကိုပဲ तू ကြည့်မှာဆိုလိုချင်တာက10မိနစ်အထက်ဆိုရင်ကြော်ညာနှစ်ခါထိုးလို့ရတယ်ဗျာအစအစုံးပဲအလေအလေကြော်ညာများများထိုးလို့ရတဲ့ဟာဆိုရင်အဲ YouTube ကများများ recommend ပေးနေတာ တော့သူကြော်ညာထိုးကျင်တာဘာကြောင့်မိတ်ဆွေအခု AI ကြည့်နေတယ်အခု YouTube ကိစ္စကြည့်နေတယ်သူတို့ကြော်ညာမယ်လေ tools တွေ AI ကိစ္စတွေဘာတွေညာတွေစုံပြုံးစီအောင်လို့ကြော်ညာထိုးမယ်လေကြည့်တဲ့သူကလည်းတခုခုလိုချင်လို့ကြည်တာပြောတဲ့သူကလည်းတခုခုလိုချင်လို့ကျွန်တော်တို့ပြောတာ YouTube ကလည်းသူတို့လိုချင်တာရှိတယ်သူတို့ရဲ့ဝင်ငွေတစ်ပေါက်ကအဲ့ဒီကြော်ညာအဲ့တော့သူတို့ဘယ်လိုဗီဒီယိုမျိုးဆိုရင်သူတို့ကြော်ညာထိုးလို့ကောင်းမယ်ဆိုတာသူတို့စီမှာ algorithm ရှိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေကအဲ့ဒီ flow တွေကိုဝင်အောင်လို့ဗီဒီယိုဆက်ဖို့မှာနှစ်ဖို့တော့ကိုဝင်အောင်လို့ရိုက်ရမယ်ဗျာ ကျွန်တော်ဒီဗီဒီယိုကပြောတင်တာထပ်ပို့ပြီးရှင်းသွားရဲဆိုရင်အဲကျွန်တော်မိတ်ဆွေတွေရဲ့အချိန်ကိုကုံဆုံးစေသွားရင်အမှုညော့တောင်းပန်ပါတယ်အသုံးဝင်မယ်လို့ကျွန်တော်ယုံကြည်ရယ်စမ်းကြည့်ကြည့်ကျွန်တော်လည်းရှောက်စမ်းကြည့်နေတယ်တချို့ဗီဒီယိုလေးဆိုရင် view နည်းနည်းပြန်တက်လာတယ်အဲကြောင့်ကျွန်တော်မိတ်ဆွေစမ်းကြည့်ကြည့်